ာပါရှင်။ရွှေကုန်းကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ရှာပါစင်ကြားလေးကိုစလီမြို့နယ်တွင်ပြန်လည်တွေ့ရှိရတဲ့တွင်ဖြစ်ပါတယ်။ရှာပါရေကျူးလေးမျိုးစိတ်တမျိုးဖြစ်တဲ့စင်ကြားလေးကိုပြီးခဲ့တဲ့အောက်တိုဘာ28ရက်ကစလီမြို့နယ်လက်ပံကျွန်းစီကုံကျေးရွာမှာပြန်လည်တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တယ်လို့သိရပါတယ်။စင်ကြားလေးကိုနေရာဒေသအလိုက်ရှမ်းကြီးလမောင်းလေးစင်ကြားလေးကောင်းတီလေးလက်ဖရဲစသဖြင့်ခေါ်ကြတယ်လို့ဆိုပါတယ်။ စင်ကြားလေဟာပေါ်တူဂီမျိုးရင်းဖြစ်ပြီးမြန်မာနိုင်ငံကို1994ခုနှစ်ဝင်ကျင်ကရောက်ရှိလာတာဖြစ်တယ်လို့လည်းလက်ပညာရှင်တဦးရဲ့ပြောကြားချက်အရသိရှိရပါတယ်။စင်ကြားလေကို2000ခုနှစ်ကတစ်ချိန်2006ခုနှစ်ကတစ်ချိန်တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီးနောက်ပိုင်းမှာတော့မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ပဲအခု2025ခုနှစ်မှာမှပြန်လည်တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။စင်ကြလေမျိုးစိတ်ကိုနိုင်ငံတကာသဘာဝထိန်းသိမ်းစောင့်ရှောက်ရေးတင် IRCN ရဲ့ red list မှာထည့်သွင်းထားပြီးမြို့သုံးမှုအလွန်ကြီးဆက်နေတဲ့အဆင့်ဖြစ်သတ်မှတ်ထားရလို့လည်းသိရှိရပါတယ်ရှင်။